我们另个老百姓，能 ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရေကြီးမြို့နယ်စီယိုးဆန်းကျေးရွာတွင်စစ်တပ်ကပစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးပြည်သူအချို့ထိခိုက်ဒေဆုံး။ AA နှင့် PDF များဤထိုးစစ်ကငတိုင်းချောင်းမြို့အပိုင်းနေရာများအထိရောက်ရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဧရာဝတီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့စီယိုးဆန်းကျေးရွာကိုစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်သည့်အဆိုပါကျေးရွာမှပြည်သူတို့ချို့ထိခိုက်ဒေဆုံးခဲ့ကြောင်းယင်းကျေးရွာမှာဒ ေသခံပြည်သူများကတရင်ဌာနသို့ပြောဆိုပါရယ်။ဇွန်လ22ရက်နေ့ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ကက်ကူကြီးချေရွာအုပ်စုဆက်ဆက်ယိုချေရွာအနီးရှိ ဇီယိုစမ်းကြီးရွာတို့စစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်းလက်နက်ကြီးတီချရောက်ပောက်ကွဲမှုကြောင့်ဇီယိုစမ်းကြီးရွာမှပြည်သူ၃ဦးသေဆုံးပြီးအခြားပြည်သူ၃ဦးမှလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးပစ်ခတ်လို့တန်ဃာတော်တပါအမျိုးသမီးတအူးနဲ့ကလေးငယ်တအူးသေဆုံးပါတယ်။ဇီယိုစမ်းကြီးရွာရွာကန်တွေပါနောက်ထပ်လူ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိထားတယ်။ AA နဲ့ PDF တွေရောက်နေပြီးဆိုပြီးစစ်တပ်ကလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတာဟုဒေသခံပြည်သူတအူးကပြောဆိုပါတယ်။ ထို့ပြင်ရေကြည်မြို့နယ်ငတိုင်းချောင်းမြို့နယ်လေးမျက်နှာမြို့နယ်အတွင်းတွင်စက်တက်လီဒီများဖြင့်ပြန်တန်းကင်းထောက်ခြင်း၊ဒရုန်းများဖြင့်ကင်းထောက်ခြင်း၊ဝိုင်းကျွဲလီရင်များဖြင့်ကင်းထောက်ခြင်းများကိုစစ်တပ်ကအမင်းမပြတ်လှုပ်ဆောင်လာကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်။ AA နဲ့ PDF ပူးပေါင်းတပ်များမှလည်းလေးမျက်နှာမြို့နယ်မှတဆင်ရေကြည်မြို့နယ်ငတိုင်းချောင်းမြို့အတွင်းရှိကျေးရွာများအတွင်းသို့ရောက်ရှိလာပြီးရင်းဒေသများမှလူငယ်များမှလည်း AA နဲ့ PDF အတွင်းသို့ဝင်ရောက်သွားမှုများရှိကြောင်းဒေသခံပြည်သူများကပြောဆိုပါရယ်။ ပသိမ်မုံရွာကားလန့်အနောက်ဖက်ချမ်းတွေကလူငယ်တွေတော်တော်များများက PDF နဲ့ AA ဘက်ကိုပြေးကြတယ်။မြို့ပေါ်စစ်ရှောင်ရင်လဲစစ်မှုရန်အဖြစ်အဖမ်းခံရမှာဆိုလို့အဲ့ဒီဘက်ကိုပြေးကြတာ။အခုကငတိုင်းကျောင်းမြို့အပိုင်းတဲမှာပါတဲ့ရွာတွေလဲစစ်ပြေးကုန်ကြပြီ။ဆက်ဆက်ယိုကြီးရွာနဲ့ကက်ကူကြီးကြီးရွာအုပ်စုတဲမှာပါတဲ့ရွာတွေမှာလဲအကုန်စစ်ပြေးရှောင်ကြပြီ။ AA နဲ့ PDF ထိုးစစ်ကတော့ရေကြီးဘက်ကိုပါတပြေးပြေးခတ်လာနေတယ်ဟုဒေသစီရေးသတင်းရင်းမြစ်ကရှင်းပြပါတယ်။ ် ARD တိုင်းအတွင် AAE ထိုးစစ်ကတဖြည်းဖြည်းရှေ့သို့တိုးလာနေတော့လဲစစ်ကောင်စီတပ်ကမှမြို့ပေါ်ဒေသများကိုသာအ धिक အခြေပြု၍ခန့်စစ်ပြင်ဆင်ပြီးခြေရွာများသို့စစ်ကြောင်းထုံးမှုအရှိန်လျှော့လာကြောင်းဒေသစီရေးတရင်ရင်းမြစ်များ၏အဆိုအရသိရှိရပါသည်။ဆက်လက်ပြီးအကြံဖက်စစ်ကောင်ဆောင်မေအောင်လိုင်းနှင့်မိသားစုကဝယ်ယူထားသည့် Airbus 319HYALK လေယာဉ်ဖြင့်ထိပခရီးစဉ်ထပ်မံထွက်ကြအောင်ဤဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ အကြံဖက်စစ်ကောင်းဆောင်မေအောင်လိုက်နေမိသားစုကမကြသေးမီကဝယ်ယူချသည် Airbus 319 HY ALK လေယာဉ်ဖြင့်ဤပခရီးစဉ်ထပ်မံထွက်ကြမည်ဖြစ်ကြောင်းနေပြီးတော့စစ်ပတ်တရင်ရင်းမြစ်ချန်ကတည်ရပါရယ်မေလ19ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့သွားရောက်ခဲ့ပြီးနောက်ယခုစွန်လအတွင်းတွင်လည်းဗီလာရုစ်နိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်းမေအောင်လိုက်နေအတူမိသားစုများစုံစုံညီညီလိုက်ပါသွားကြမည်ဖြစ်ကြောင်းသိရှိရပါရယ် ်မင်းအောင်လှိုင်ပြည်ပခရီးစဉ်သည်ယခုညနေပိုင်းသို့မဟုတ်လာမည့်ရက်ပိုင်းအတွင်ထွက်ခွာမည်ဖြစ်ပြီးဇွန်လ29ရက်နေ့နေပြည်တော်သို့ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်ယခုနှင့်ဖေဖော်ဝါရီလအတွင်မင်းအောင်လှိုင်နှင့်မိသားစုအုံပြုရန်အမေရိကန်နိုင်ငံ Evidation Cavite Group ထံမှငားရကြသည် Evas အမျိုးအစား A319115 MSN 5193လေရင် HYALK ကိုဝယ်ယူခဲ့ရာတွင်အမေရိကန်ဒေါ်လာသန်း60နီးပါးနိုင်ငံတော်ဘာကျပ်မှအသုံးပြုခဲ့ကြောင်းသိရှိရပါတယ်။ Airbus လေရင်ဝယ်ယူပြီးနောက်မင်းအောင်လိုင်းသည်မလာအတွင်ရုရှားနိုင်ငံနှင့်ဗလာရုနိုင်ငံတို့၎င်း Avila အတွင်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ပြုလုပ်သော Finster Summit အစည်းအဝေးတို့၎င်းမေလာအတွင်ရုရှားနိုင်ငံတွင်ပြုလုပ်ခဲ့သော Moscow မြို့တွင်1941-1945မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ280ပြည့်ချီတက်ပွဲတို့၎င်းဇက်လိုက်သွားရောက်ခဲ့ပြီးယခုဇွန်လအတွင်းတွင်လည်းမိသားစုနှင့်အတူပြည်ပခရီးစဉ်ထပ်မံထွက်ရန်စီစဉ်ခြင်းဖြစ်ပါတယ်။ဆလပီအင်ကဘုံမြို့နယ်ထူးကြီးမြို့အမှတ်၄ရပ်ကွက်တွင်စစ်မှုတန်းရန်မဲနှိုက်ခိုင်းပြီးဗလာမပါပဲလူငယ်အကုန်ပေါက်မဲရရှိ။အုတ်ချုပ်ရည်မှုရာသာထုံးဤမိသားစုဆွေမျိုးများမှလူငယ်များစစ်မှုတန်းမပါဝင်မှုဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ ဧရာဝတီတိုင်းအင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၈ရပ်ကွက်တွင်စစ်မှုတိုင်းရဲ့မဲနိုင်ခိုင်းပြီးအသက်၈၈နှစ်မှအသက်35နှစ်အတွင်အကျုံးဝင်သောလူငယ်များအလုံးမလာမပါပဲအကုန်ပေါင်မဲရရှိကြောင်းမဲနိုင်သည့်လူငယ်တအူကခရင်းဌာနသို့ပြောကြားပါသည် အင်ကပူမြို့နယ်ထူးကြီးမြို့အမှတ်၄ရပ်ကွက်တွင်အုတ်ထုတ်ရေးမှုရာဇာထွန်ကအသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းလူငယ်များအလုံးကိုစစ်မှုထမ်းရန်အတွက်ယနေ့မဲနိုင်ရန်ဆင့်ကော်ထားပြီးဗလာမပါကြောင်းပေါင်မဲအလုံးစီစဉ်ထားသည်ဟုအသိပေးလာကြောင်းသိရှိရပါသည်။အသက်၁၈နှစ်ကနေအသက်၃၅နှစ်အထိစစ်မှုထမ်းမှုအကျုံးဝင်တဲ့လူငယ်တွေအကုန်ချမ်းမာရေးမကောင်းနဲ့သူတွေပါမဲနိုင်ခိုင်းတာစုစုပေါင်းမဲနိုင်ရမယ့်လူ၂၀၀ကျော်တဲ့အကုန်ပေါင်မဲပါတယ်ဟုထူးကြီးမြို့နယ်အမှတ်၄ရပ်ကွက်မှာ ူငယ်တဦးဤမိခင်ကပြောပါရယ်စစ်မှုထမ်းစင်ခေါ်ရတွင်၎င်းစစ်မှုထမ်းရန်မင်းနဲ့ရတွင်၎င်းအင်ကပူမျိုးနှင့်ထူးကြီးမျိုးအမတ်တီရက်ကွက်အုတ်ချုပ်ရည်မှုရာစာထုံးမိသားစုနှင့်ဆွေမျိုးများမှလူငယ်များလုံးဝမပါဝင်ပဲခင်းလွတ်ခွင့်ရရှိနေကြောင်းသိရပါရယ် ခုခေါ်လာတာကအပတ်စဉ်တက်ကနေအပတ်စဉ်၁၄အထိရှိနေပြီ။အုတ်ကြီးအမျိုးတွေတအူးမှမပါဘူး။အပြင်ကလူငယ်တွေပဲစစ်မှုတန်းအခေါ်ခံနေရတာ။မဲနိုင်ခိုင်းတော့လေအုတ်ကြီးအမျိုးမပါဘူး။စစ်မှုတန်းတော့လေအုတ်ကြီးအမျိုးမပါဘူးဟုမဲနိုင်ရမည်လူငယ်တအူးကဆိုပါရယ်။စစ်မှုတန်းပဲပေါက်ထားသည့်လူငယ်၂၀၀ကျော်ကိုစစ်မှုတန်းအပတ်စဉ်အလိုက်စီနီယာအတိုင်းရှင်းနောက်စစ်မှုသွားရောက်ထမ်းဆောင်ရမည်အချိန်ကာလကိုလည်းအုတ်ချုပ်ရေးမှုရာစာထွန်းကစီစဉ်သတ်မှတ်နေကြောင်း ဟုတ်ချုပ်ရေးမှုရာဇာထွန်းဤဆွေမျိုးများမှာအပါဘကောင်ဆယင်းပါအသက်18နှစ်မှအသက်35နှစ်အတွင်းလူငယ်များအလုံးစစ်မှုထမ်းခိုင်းနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်ပြီးပြည်သူများထံမှဖမ်းဆီးရရှိသောလိုင်စင်မဲ့ဆိုင်ကယ်များကိုစစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲ့ဖြူစော်တီပြည်သူစစ်နယ်ပြည်သူလုံခြုံရေးအဖွဲ့များစီးနှင်းရန် ပြန်လည်ချထားပြီးတင်းစီရရှိသောလိုင်စင်မဲ့ကားများကိုစစ်ကောင်စီကဝင်ကြီးဌာနများနှင့်လက်အောက်ခံအဖွဲ့အစည်းများထံသို့ခွဲဝေပေးပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ပဲခူးတိုင်းအတွင်ပြည်သူများထံမှဖမ်းဆီးရရှိသောလိုင်စင်မဲ့ဆိုင်ကယ်များကိုစစ်ကောင်စီလက်အောက်ကစစ်တပ်ရဲပြူစော်တီပြည်သူစစ်နေပြည်သူလုံခြုံရေးအဖွဲ့များစီးနင်းရန်ပြန်လည်ချထားပေးနေကြောင်းပဲခူးတိုင်းစစ်ကောင်စီတရင်ချင်းမြက်ကတရင်ဌာနသို့ပြောကြားပါရယ် အကြံဖတ်စစ်ကောင်စာမရလိုက်ဤညွှန်ကြားချက်အရဇွန်လ၁ရက်နေ့မှစတင်ပြီးနိုင်ငံတဝန်းတွင်လိုင်စင်မဲ့ကားများဆိုင်ကယ်များကိုဖမ်းဆီးခဲ့ရာတွင်ပဲခူးတိုင်းအတွင်လိုင်စင်မဲ့ဆိုင်ကယ်အများအပြားဖမ်းဆီးရရှိခဲ့ကြောင်းယင်းဖမ်းဆီးရရှိခဲ့သောဆိုင်ကယ်များအနက်မှအမှုပြီးစီးသွားသောလိုင်စင်မဲ့ဆိုင်ကယ်များကိုတပ်ဆိုင်ရာတပ်နယ်မှုများထံသို့လွှဲပြောင်းစေပြီးတပ်နယ်မှုများမှတက်ဆင့်နေမြေကန်မြို့နယ်လုံးကျုံရေးဆောင်ရွက်နေသည့်စစ်တပ်လက်အောက်ခံအဖွဲ့များထံသို့လွှဲပြောင်းပေးအပ်နေကြောင်းသိရှိရပါသည်။ တရားရုံးမှာအမှုပြီးစီးသွားတဲ့လိုင်စင်မဲ့ဆိုင်ကယ်တွေကိုစရင်းနဲ့တက်နယ်မှုတွေစီပို့ခိုင်းနေ။အဲ့ဒီတက်နယ်မှုတွေကမှတဆင်းလုံခြုံရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစီဆိုင်ကယ်တွေခွဲရမ်းနဲ့ပြန်ချပေးနေတယ်။ဆိုင်ကယ်တမျိုးတည်းပဲကားမပါဘူး။ဆိုင်ကယ်တွေကိုအဓိက ပြန်ဖြန့်ဝေခိုင်းတာဒေတာအလိုက်တက်နေမှုတွေကတာဝန်ယူလို့ရတယ်ဟုဗကူတိုင်းစစ်ကောင်စီတရင်ရင်းမြစ်ကပြောဆိုပါတယ်။လိုင်စင်မဲ့ကားများနဲ့ပတ်သက်၍မူနိုင်ငံတော်ပိုင်းအဖြစ်သိသိမိဖြစ်ပြီးစီမံကိန်းနဲ့ဘန္ဒာရေးဝန်ကြီးဌာနလက်အောက်ရှိဗဟိုဆက်ပစ္စည်းစရင်အင်းနဲ့စစ်စေးရေးဦးစီးဌာနကရယူမိဖြစ်ကြောင်းရင်းနောက်သိသိရရှိထားသောလိုင်စင်မဲ့ကားများကိုဝင်ကြီးဌာနများအဖွဲ့အစည်းများနဲ့အစိုးရတင်နန်းကြောင်များတို့ပြန်လည်ခွဲဝေချထားပြီးမည်ဖြစ်ကြောင်းသိရှိရပါတယ်။ လိုင်စင်မဲ့ကားတွေစိတ်ကန်းတွေမှာတွင်းလာတဲ့ import license မပါတဲ့ကားတွေကိုတင်စီပြီးရင်ဗဟိုဆက်ပစ္စည်းစရင်အင်းနဲ့စစ်စရေးဦးစီးဌာနကတိနေ။အဲဒီကနေတက်စင်ဝင်ကြီးဌာနလက်အောက်ကဦးစီးဌာနတွေတိုင်းပြည်နယ်အစိုးရဌာနတွေအစိုးရသင်္ဘောကြောင်းတွေအစိုးရအဖွဲ့အစည်းတွေမှာသုံးဖို့ပြန်လည်ချပေးတယ်။ဒါကလုံယုံလုံစင်ပဲ။အခုကတော့တရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီအောက်ကနေတွားနေတယ်ဟု နေပြီးတော့ပဟိုဆက်ပစ္စည်းစရင်အင်းနဲ့စစ်စေးရေးဦးစီးဌာနမှသတင်းရင်းမြစ်ကရှင်းပြပါတယ်အကြံပတ်စစ်ကောင်ဆောင်မေအောင်လိုက်ကမေလ20ရက်နေ့နေပြည်တော်တွင်ပြုလုပ်ခဲ့သောစစ်ကောင်စီအစီအဝေးတွင်လိုင်စင်မဲ့ဆိုင်ကနေကားများစီးနှင်းနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခများစွာနှင်းနာမှုရှိမည်ဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နှင့်ဆိုင်ကများစီးနှင်းမှုမရှိစေရန်ဖန်စီရန်အမိန့်ပေးညွှန်ကြားခဲ့ပါသည်။